ကိုရိုင်းကုန်ပစ္စည်းထုတ်လုပ်နေတဲ့လူတယောက်အနေနဲ့9000တန်ပစ္စည်းတစ်ခုကိုဈေးကွက်ထဲကိုဘလောက်နဲ့ရောင်းရမလဲတကယ်တော့ပြကျွန်တော်ဒီမီကွန်းလေးကိုဖြည့်ချင်တာပေါ့တပိုင်းတနိုင်လုပ်ငန်းသေးသေးလေးလုပ်ရင်းနဲ့ကိုရိုင်းလုပ်ထားတဲ့ပစ္စည်းကိုလက်တိဈေးလက်ကားဈေးနဲ့ကို့အတွက်အမြတ်ဆုံးကဘယ်လိုစီစဉ်ပြီးတွက်ချက်ရပါသလဲတဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညောင်းပေးချင်ပါတယ် အားလုံးမိလာပါဆီစီရတဲ့ပြန်လေးကြိုးစားလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ပိုင်းကိုတိုးတက်အောင်တူညီပေးနေတဲ့အောင်ပုံဖြစ်ပါတယ်ဒီကြောင်းလေးကိုမပြောခင်ကျွန်တော်ဒီရပိုင်းလေးမှာရင် TikTok မှာဗီဒီယိုတစ်ပုဒ်ကြည့်လိုက်ရတယ်အဲ့ဒါကဘာလဲဆိုတော့နာမည်အတန်သိရှိတဲ့စားတောက်ကုန်လုပ်ငန်းတစ်ခုကသူကလက်ကားယူပြီးတော့ရောင်းရဲ့ တူဝဲရဲ့ဈေးက maybe 9000လား9500လားမသိဘူးအဲ့ဒီစားတောက်ပုံလုပ်ငန်းက customer ratio ကိုပေါ့နော်အင်ဂျာရီစီကို10000နဲ့ရောင်းနေတယ်ဆိုတော့သူခုန9000နဲ့ပဲဝယ်တယ်ပဲထားလိုက်ပေါ့နော်သူစီကိုဈေးစကားဘာညာတွက်ပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာလည်း10000ကျော်ကျော်လောက်ကျတယ်ပေါ့နော်အဲ့တော့သူမှ standard ကုန်ကျစရိတ်ပိုင်းနဲ့ပေါင်းလိုက်သူ့အတွက်10000နဲ့ရောင်းလာတိတ်ပြီးတော့ဘာမကိုက်တော့ပေါ့နော်အဲ့ကြောင့်မလို့ဒီလက်ကျန်တပုံးပြီးသူမရောင်းတော့ဘူးဆိုရင် TikTok video တွေတွေးလိုက်တယ်ဒီကနေ့ပြောချင်တဲ့အကြောင်းကအဲ့ဒါနဲ့လည်းဆက်ဆက်နေပါတယ်ကျွန်တော်ကိုက ကွန်ပျူတာတခုကိုထုတ်ပြီးတော့ရောင်းလိုက်ပြီးဆိုကြပါဆိုကျွန်တော်ဒီဖုန်းရဲ့ကာဘာကိုထုတ်တယ်လို့ဆိုကြပါဆိုရင်ဒီဖုန်းကာဘာကရောင်းဖို့အတွက်ဈေးွက်ထဲကို ready ဖြစ်နေတဲ့အချိန်မှာကာဘာတခုကို9000ကျတယ်လို့အရင်ဆိုကြပါဆိုခဲ့ဆိုတော့ကွန်ပျူတာတခုရဲ့ကုန်ကျစရိတ်ပေါ့နော် ဝိုင်းယူနစ်ကော့စ်လို့ခေါ်တာပေါ့အဲ့ဒါကိုဘယ်လိုတွက်လဲဆိုရင်ပိုင်းတော့ကျွန်တော်ဒီမှာခဲ့မပြောတော့ဘူးရမ်းရှည်မှာဆိုတော့တကယ်လို့သိကျင်နေဆိုရင်ကော့မလီကကျွန်တော်ဗီဒီယိုတမို့ထပ်လုပ်ပါဟုတ်ပြီအဲ့တော့ဒီဖုန်းကွာပါကျွန်တော်9000ကျတယ်ကျွန်တော်တို့ဈေးကွက်ထဲမှာဘယ်လောက်နဲ့ကြအောင်လဲအဲ့ချိန်မှာကျွန်တော်တို့တွေးရပုံကအရန်ယိုးရှင်9000ဆိုတော့ဒါအရင်အမားကတိဈေးတွေဘာနဲ့ quick quick ထောင်းလောက်ပေါင်းလိုက်အဲ့ဒါကနောက်ထပ် extra charges ပေါ့နော်ပြီးတော့ကို့အတွက်အမြတ်ထောင်းဆိုပြီးတော့9000နဲ့ရောက်လိုက်တယ်အရန်ယိုးရှင်ဒါပေမဲ့တကယ်တမ်းကျတော့ အဲ့လောက်ထိမလွယ်ကူဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပစ္စည်းကိုဘလောက်ထိကြံကြံပြန့်ပြန့်ရောင်းညင်လဲဘယ်တွေထိ ရောင်းညင်လဲဆိုတဲ့အပေါ်မှာမူတည်ရဲ့အဲ့ဒီပုံမှာမူတည်ပြီးတော့ဈာထဲမှာဝင်လာတဲ့ step တွေအများကြီးပဲရှိတယ်အဲ့လို step တွေဝင်လာတဲ့အချိန်မှာစပြီးတော့တိုင်ပတ်တာပဲ ဈေးကွက်ထဲမှာလက်ရှိပစ္စည်းတွေဖြန့်ချိနေတဲ့ပုံစံကြီးအမျိုးမျိုးတော့ရှိကြတယ်။အဲ့ဒီထဲမှာမှာဟိုးရင်ကလည်းတုံးခဲ့တယ်။အခုလည်းတုံးနေစေဖြစ်တဲ့ပုံစံတစ်ခုကိုကျွန်တော်ရှင်းပြမယ်။ဆိုကြပါစို့ကျွန်တော်ရတာနောက်ဆုံးထွက်လာတဲ့စာအုပ်ပေါ့နော်ထီထီရောက်မာကတ်တင်။အဲ့တော့ဒီစာအုပ်ကို online ပေါ်ကနေပြီးတော့ဒီဝယ်သူတွေလက်ထဲကိုတိုင်းရောင်းလို့မရဘူးလား။ရတယ်။အဲ့လိုရောင်းတဲ့ခါမျိုးမှာကြတော့ကျွန်တော်တို့မြန်မာပြည်အနှံ့အပြားမှာရှိတဲ့စာအုပ်ဆိုင်အများစုကိုရောက်ဖို့မဖြစ်နိုင်ဘူး။မြန်မာပြည်မှာရှိတဲ့ဆိုင်အများစုကိုရောက်ချင်တယ်ဆိုလို့ရှိရင် distribution လို့ခေါ်တဲ့ဖြန့်ချီရေးအဖွဲ့ရဲ့လက်ထဲကိုအိုက်ရတယ်။အဲ့ဒီဖြန့်ချီရေးအဖွဲ့စည်းတစ်ခုပြည်လက်ထဲမှာအတိုင်းနဲ့ပြည်နဲ့အသီးသီးမှာဆိုင်နေဆိုင်နေပြီးပြီးရှိကြ။သူကဒီစာအုပ်တစ်ထွက်လာတာနဲ့ဆိုင်နေကိုသူကပြောလိုက်ပြီ။အောင်ကိုဦးရဲ့စာအုပ်တစ်ထွက်တဲ့ထီထီရောက်မှကလေးစာအုပ်တန်ကြီးကဘလောက် အဲ့ဒီအချိန်မှာသက်ဆိုင်ရာမျိုးအသီးသီးကဆိုင်နေရဒီစာအုပ်ရဲ့ရောင်းအားအနေထားကိုမူတည်ပြီးတော့ဆိုကြပါစို့ဆိုင်တစ်ဆိုင်ကပုံ20 order တက်ရင်တက်မယ်ပုံ50 order တက်ရင်တက်မယ်အဲ့မှာမှာကျွန်တော်တို့ကအတင်းလို့အပြက်လို့ရှိတယ်အဲ့ဒီစာရေးပြောရန်ရှည်သွားလိုက်မယ်ထားလိုက်တော့ဥပမာဆိုကြပါစို့သူ့ရဲ့လက်ထက်မှာတနိုင်ငံလုံးအနှံ့ဆိုင်ပေါင်း100ရှိတယ်ဆိုပါစို့အဲဆိုင်60 order တက်တယ်တဆိုင်ကို100အုပ်တက်တယ်ဆိုလို့ရှိရင်တော့ဆိုင်60 order တက်ရင်အုပ်900ပုံသွားပြီပုံသွားပြီဆိုတာကချက်ချင်းရောင်းကုန်သွားတာမဟုတ်သက်ဆိုင်ရာနေရာကို ဟိုကိုရပြန့်ဟန်သွားပြီအဲဒီမှာကျွန်တော်ခုနကပြောတဲ့အတင်းနဲ့အပြက်လိုမျိုးအတင်းဆိုရင်တော့ဒီငွေရှင်းတဲ့ policy ပေါ်မှာမူတည်ပြီးတော့၃လကြာလကတစ်ခါပြန်ပြီးတော့စီးရင်ချုပ်လိုက်တယ်အဲ့ဒီမှာဒီစာအုပ်ထုတ်ဝေတဲ့တိုက်ကနေပြီးတော့ distributor ကို percentage တစ်ခုပေးရတယ်အဲ့တော့အဲ့ဒီ distributor ကလည်းပဲ စာအုပ်ဆိုင်တွေကိုပြန်ပြီးတော့ပေးတဲ့အချိန်မှာအနေထားပေါ်တွေမှာ multi bill percentage တွေတော့အပြောင်းလဲတော့ရှိတယ်။ Okay ဒါဆိုကျွန်တော်တို့ဒီဖုန်းကပါအောင်ဆက်ရအောင်။ကျွန်တော်တို့ကဒီပစ္စည်းအရင်က9000ဒီ marketing ကုန်ပြစည်းက1000ဆိုတော့6000ဖြန့်ချိန်သမားကိုကျွန်တော်9000ပဲပေးလိုက်တယ်။အဲ့ဖြန့်ချိန်သမားကနေလက်ကားကိုရာကန်းထောင်နဲ့ယူရစုလေးကို8000ရအောင်။အဲ့ဒီလက်ကားသမားတွေကဆိုင်အသေးတွေကိုကျွန်တော်9000နဲ့ချပေးပြီ။တကယ်ဝယ်သူလက်ထဲကိုရောက်တဲ့အခါကျတော့သူတို့ဘယ်လောက်လဲရောင်းလို့ဆိုတော့1000လဲရောင်း။အဲ့တော့ကျွန်တော်ကလက်ဒီဒီဖုန်းကပါတစ်ခုချင်းကိုရောင်းလိုက်တာ တပေါင်းနဲ့ရောင်းရမယ်အဲ့တော့9000နဲ့ပစ္စည်းတစ်ခုကိုကျွန်တော်တို့ကလက်လီရောင်းမယ်ဆိုတပေါင်းရောင်းမှပဲအဆင်ပြေမှာဟာမင်းတို့ကအဲ့တီးစားလိုက်တာ9000နဲ့တစ်ခုတပေါင်းလိရောင်းရလားလို့မတွေးပါနဲ့အဲ့လိုမျိုးစကားလေးကမတွက်ခဲ့ဘူးဆိုရင်ကိုတို့မှတော့9000နဲ့ရောင်းတယ်ကိုကနေ online ပေါ်ကနေရောင်းတယ်တယောက်ချင်းကိုရောင်းတော့ပြဿနာမရှိဘူးခုနကပြောတဲ့ဈားတွေကအဆင်နေလဲဝင်လာရောဘယ်လိုမှမကြိုက်တော့မကြိုက်တော့မလုပ်လိုက်လဲဆိုဈေးကိုကောက်တက်လိုက်ပေါ့ဈေးကောက်တက်လိုက်တော့နာမည်ကမရသေးဘူးဈေးတက်သွားရွှေအဖြစ်ကဖြစ်သွားဆိုတော့ အကိုရောအမရောအနေနဲ့ကိုကပစ္စည်းစင်းတော့ဘလောက်နဲ့ရောင်းမလဲဘလို့ချမ်းရမလဲလို့တွက်တဲ့အခါကိုဒီဘလောက်ထိကြဲကြဲပြန့်ပြန့်ဖြန့်နေလဲဘလောက်ထိနေရာဆုံးအောင်ကြောင်းညင်လဲဆိုရဲအပိုင်းမှာမူတည်တယ်။အဒီနေရာမှာတခုရှိတာကတချို့နေရာတွေကကြာတော့ဗျာ။အင်းဒါစီရောက်တဲ့ဈေးကို fix မတက်မထားဘူး။ပြောချင်တာကဘယ်သူစီမှာဝိုးပဲတတော်မတက်မထားဘူး။ဥမာဝေးတဲ့နေရာမှာဝေးသလိုဈေးကြီးသွားမယ်။နီးတဲ့နေရာမှာနီးသလို ဟိုဈေးသက်သာမယ်ဆိုရဲပုံစံမျိုးတော့ရှိတယ်။ဒါပေမဲ့အများစုကအရန်ဝေးလံခေါင်ဖျားမှသာလျင်နည်းနည်းပိုဈေးကြီးသွားတာမျိုးဖြစ်ပြီးတော့ပုံမှန် networking ရှိတဲ့မျိုးအတော်တော်များများမှဒီဈေးပဲဖြစ်အောင်ကျွန်တော်တို့ခုနပြောတဲ့ process နဲ့စီစဉ်ထားကြတယ်။ဂျားထဲမှာ step တွေရှိတယ်ပေါ့နော်။ဒါတော့မှကျွန်တော်ခုနပြောလိုက်တဲ့ step မှာအဲ့ရဲ့ main distributor ကြီးစီကိုရောက်ဖို့အတွက်ဂျားထဲမှာ agent တွေရှိတည်တယ်။ တကယ်လုပ်ငန်းကြီးကြီးတွေပေါ့နော်အခုရေးတိန်းနဲ့တန်းနဲ့ဖြန့်နဲ့လုပ်ငန်းကြီးကြီးတွေဆိုလို့ရှိရင်အဲ့လိုမျိုး step တစ်ခုရှိတယ်အဲ့တစ်ခုတော့ပါထည့်ပြီးစဉ်းစားတယ်ဒါတော့ကျွန်တော်လုပ်ငန်းသေးသေးတွေဖြစ်တဲ့အကြောင်းမလို့အဲ့ဒါလေးပဲစဉ်းစားပြတယ်ဒီလောက်နဲ့ပဲနေကုန်ချုပ်လိုက်ပါတယ်အဲ့တော့မိတ်ဆွေတို့နားလဲကြမယ်လို့ပဲထင်ပါတယ်နားမလဲမှုတစုံတရာရှိရဆိုရင်လည်းကျွန်တော်ပြောပြတာအားနည်းချက်ကြောင့်ပါဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပါခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ကြောင်း